ကဘာပေါ်မှာချမ်းသာတဲ့လူတိုင်းအောင်မြင်တဲ့လူတိုင်းဖတ်တယ် evergreen ဆိုတာသခစ်တကာလမှာပဲ အသုံးချလို့ရတဲ့အတတ်ပညာမဟုတ်ဘဲနဲ့အမြဲတမ်း10နှစ်နှစ်တရာနှစ်တထောင်လဲအသုံးပြုလို့ရနေတဲ့အချက်လက်တွေကို evergreen content လို့ခေါ်တာပေါ့နော်ဒီစာအုပ်က evergreen ဖြစ်တယ်ပေါ့နော် The Richest Man in Babylon လို့ခေါ်တယ် Babylon မြို့မှာအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့စာအုပ်ကနေလာပြီးတော့ညံ့ဝေပေးမယ်ပေါ့နော်ကိုကိုတိုင်တော့ဖတ်ချင်လဲရတယ်တော့မဖတ်ချင်ဘူးဆိုလို့ရှိရင်အချင်းချုံနဲ့ဝင်းစုကလာပြီးတော့ပြောပြပေးမှဖြစ်ပါတယ်ဒီ The Richest Man in Babylon က အာဘာကြောင့်ပြောထားတယ်လဲဆိုလို့ရှင်ကိုရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ဟာကိုသူကအတင်းထားပေးတာပေါ့နော်အရန်ကောင်းတဲ့စာအုပ်ဖြစ်တယ်နံပါတ်1တစ်ချက်က pay yourself first ပေါ့နော်တင့်ကိုတင်အရင်ပေးပါကိုကိုကိုအရင်ပေးပါပေါ့နော်ဆိုလို့ချင်တာကကိုငွေငွေရလာပြီးလစားတော့လကောင်းအာလှုပ်အားခတော့လကောင်းပေါ့နော်တော့မဟုတ်ကိုကဘယ်ကနေပဲငွေရလာရလာပေါ့နော်10%ကိုကိုအတွက်ကိုအရင်ခွဲရမယ်တကယ်တမ်း20%ပေးရမှာ10%ကကိုလုံခြုံမှုရှိဖို့အတွက်10% ငယ်နောက်ထပ်10%ခါကျတော့ investment လုပ်ဖို့အတွက်ဖြစ်တယ်ပေါ့နော်20%ပေးလို့ရတယ်လို့20%ကိုကိုပေးပါ20%မရသေးဘူးဆိုလို့ရှင်10%အရင်ပေးပါပေါ့နော်တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့လူကယုံကြည်သူဖြစ်တယ်ဆိုလို့ရှင် ကိုကောင်ဥပမာကိုလစာတပေါင်းရတယ်ဆိုလို့ရှင်စေဖို့တဖို့ကတထောင်ဖြစ်တယ်ကိုရဲ့ဝင်ငွေ၁၀၀ရာခိုင်နှုန်းဒီတထောင်မဟုတ်ဘူးကိုရဲ့ဝင်ငွေ၁၀၀ရာခိုင်နှုန်းဒီ၉၀၀၀ပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ၉၀၀၀ကိုလာပြီးတော့ manage လုပ်အောင်မှာဖြစ်တယ်ပေါ့နော်အဲ့ကြောင့်မလို့၉၀၀၀ထဲကနေ10%ဆိုလို့ရှင်၉၀၀ကိုကိုအတွက်ကိုကအရင်ပေးရမှာဖြစ်တယ်ပေါ့နော်နံပါတ်၁တစ်ချက်က control your expense တင်းရဲ့ကုန်ကြမ်းစည်းတင်းရဲ့အသုံးငွေကို control လုပ်ရမယ်ဆရာကြီးကျင်မလုံးကပြောထားတယ်တင်းက ်တင်ငွေဝင်လာပြီဆိုလို့ရှင်ဘလို့ဝင်လာတယ်ဘလောက်ဝင်လာတယ်ဘယ်ကိုသွားမယ်ဆိုလဲသူ့ရဲ့ရည်ရွယ်ချက်ကိုတင်က control မလုပ်ဘူးဆိုလို့ရှင်တင်ရဲ့ငွေကိုဒီ control မလုပ်ရင်တင်ရဲ့ငွေကတင်ကိုလာပြီးမှ control လုပ်မယ်တဲ့အဲ့ဒါကြောင့်မလို့ကိုငွေဒီဝင်လာပြီဆိုလို့ရှင်ကိုဘယ်အရာတွေနဲ့အသုံးပြုမလဲအစားအသောက်တွေဘလောက်လဲပါညာပါညာကျွန်တော်ကိုကသူ့ကို control လုပ်ရမယ်အဲ့ကြောင့် control expand expand ကကိုရဲ့အသုံးစရိတ်ကကိုရဲ့ဝင်ငွေထက်မပိုရဘူးပြီးလို့ရှင် ကိုကကိုရဲ့ဝင်ငွေရဲ့10%ကိုဖယ်ထားပြီးသားကိုနံပါတ်1ချက်အတွက်ကိုကလုတ်ပြီးသားဟာကိုပဲကိုကအဲ့ဒီဘောင်ထဲမှာပဲတုံးလို့ရဖို့အတွက်အလုံးလုံးလောက်လောက်ဖြစ်နေဖို့အတွက်ကိုက control လုပ်ရမယ်ဒီအချက်မရှိသေးဘူးဆိုလို့ရှင်လည်းတတိမဖြစ်နိုင်သေးဘူးပေါ့နော်နံပါတ်3ချက်က make your goal multiplying ဆိုတဲ့သင်ရဲ့ရွှေကိုတိုးပွားအောင်လုပ်ပါပေါ့နော်ဆိုလို့ချင်တာကနံပါတ်1တစ်ချက်မှာကိုစုထားတဲ့ကိုဖယ်ထားတဲ့ငွေကို investment လုပ်ရမယ် ဘာလို့လဲဆိုသူ့ကိုတိုးပွားအောင်လုပ်ရမယ်ကွာစုထားပြီးဒီတိုင်းပဲစုနေမယ်ဆိုလို့ရှိရင်ဒီနေ့ငွေတသိန်းသေးနောက်နေ့မှာတသိန်းတမိုးမရှိတော့ဘာကြောင့်လဲဆိုတော့ inflation လို့ခေါ်တဲ့ငွေကြေးဖောင်းပွမှုကတိုးပွားလာတယ်ပေါ့နော်ကုန်ကျစရိတ်တွေတိုးမြင့်လာတယ်ငွေတန်ဖိုးတွေတဖြည်းဖြည်းနဲ့လျော့သွားတယ်အဲ့လိုမျိုးပေါ့အဲကြောင့်ငွေကအဲ့တိုင်းပဲညင်ညင်လေးထားနေမယ်ဆိုရင်တဖြည်းဖြည်းနဲ့သူက site က automatic သူကနေသူတေးသွားလာအဲကြောင့်မလို့သူ့ကိုတိုးပွားအောင်ကိုလုပ်ရမယ်နံပါတ်၄ချက်က protect your investment လို့ခေါ်တယ်တင်ရင်းနှီးမြှုပ်နှံထားတဲ့အရာကိုကာကွယ်ရမယ် ကိုကကိုရင်းနှီးမြှုပ်နှံလက်တဲ့ငွေသည်ပြောင်းမသွားအောင် ဆုံးရှုံးမသွားအောင်ကွာကာကွယ်နိုင်ရမယ်ကိုကအသိပညာမရှိဆိုလို့ချင်တာ knowledge တွေစကေးတွေမရှိဘူးဆိုလို့ချင် knowledge တွေစကေးတွေရှာရမယ်အဲ့ဒါအပြင်ကိုကိုက mentor ရှာရမှာပေါ့နော်ကိုရဲ့ mentor တွေ advisor တွေကိုကိုလမ်းပြပေးမယ်လူလမ်းညွန်ပေးမယ်လူကိုရှာရမယ်ကို mentor တွေ advisor တွေရှာတယ်ဆိုတာအဲ့ဒီပုံကအဲ့ဒီ level မှာတကယ်ရောဆရာကြီးဖြစ်ရလားဆိုတာတကယ်ရောကျွမ်းကျင်တဲ့လူ ကျွမ်းကျင်တဲ့ပုံကိုတမားတော်ကြီးဖြစ်သလားဆိုတာကိုကြည့်ဖို့လိုတယ်။ဘာကြောင့်လဲဆိုလို့ရှင်ဥပမာအိမ်ထောင်မရှိတဲ့လူတယောက်ကိုကိုယ်ကအိမ်ထောင်ရေးပြဿနာသွားပြီးမှတိုင်ပင်နေဆိုလို့ရှင်သူကကိုယ်အကောင်းဆုံး advice ပေးနိုင်မှာမဟုတ်ဘူး။ဟုတ်တယ်ဟုတ်။ဟိုအကျွေးများနေတဲ့လူကိုကိုယ်ကအကျွေး အကျွေးတန်တရားနေယုံထွက်ဖို့သွားတိုင်ပင်မယ်ဆိုလို့ရှင်။ तू ကကိုယ်အကျွေးများတာပဲကိုကတင်ပေး။ तू ကတင်ပေးနိုင်မှာ။ဘာကြောင့်လဲဆိုလို့ရှင် तू ကျွမ်းကျင်တဲ့အရာပဲ तू ဖြစ်နေတယ်။ तू ဖြစ်နေတဲ့အရာပဲ तू များကို तू ပေးလို့ရတယ်။ तू မဖြစ်တဲ့အရာက तू များကို तू ပေးလို့မရဘူးလေနော်။အဲ့ဒါကြောင့်မလို့ကိုက mentor တဲ့ advisor တွေကောင်းကောင်းချာပြီးရင်ဒီစာအုပ်ထဲမှာအဓိကပြောထားတဲ့အချက်ကချမ်းသာမြန်စေတဲ့ဟာကိုခြောက်အောင်ပါပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှင်အော်နင်တို့တစ်ခေါက်ပဲညင်းညင်းမြုံမှန်လိုက်ရင်နင်တို့တစ်သက်လုံးဒီလိုဒီလိုဖြစ်မယ်ဟို လိုပြောမှာဟိုမှာဒီ level marketing တွေပါဒီမှာသူတို့၃လေးရှိတဲ့စကလုံးတွေပေါ့နော်ဟုတ်ဟိုဒီလိုဒီလိုဖြစ်တဲ့တစ်ခေါက် investment လုပ်ပြီးဆိုလို့ချင်းတစ်သက်လုံးထိုင်စားလို့ရတယ်ဆိုတော့တကယ်မရှိဘူးကိုက wise ဖြစ်ဖို့လိုတယ်ကိုကပညာရှိဖို့လိုတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အာတင်နန်းတွေတက်ဖို့လိုတယ်စာအုပ်တွေဖတ်ဖို့လိုတယ်ဘလိုပြောမှာလဲသူများအောင်မြင်တဲ့တကယ်အောင်မြင်တဲ့လူကိုကိုကကြည့်ဖို့လိုတာပေါ့နော်အချက်နံပါတ်5က own your own home ဆိုလို့ချင်းက အိမ်ရှိဖို့ပေါ့နော်ကိုပိုင်အိမ်ရှိဖို့အတွက် ကိုရေမှန်းချက်တစ်ခုထဲမှာထည့်ရမှာပေါ့နော်အခုချိန်မှာမစိုးတော့မြန်မာနိုင်ငံသားတွေကိုအိမ်ဝင်မယ်ဆိုလို့ရှင်ကိုရပိုင်ဆိုင်မှုတွေကိုကိုအတွက်ဝန်မဖြစ်သွားအောင်ပေါ့နော်အာကောင်းကောင်းလေးရွေးချယ်ရမယ်။ဘာကြောင့်လဲဆိုတော့ကိုဝယ်လိုက်ပြီဆိုရင်ဥမာကိုကဒီနိုင်ငံမှာဒီနေရာမှာကိုရွေးချယ်မနေဘူး။လေးနှစ်ငါးနှစ်ပဲနေမယ်ဆိုလို့ရှင်ငါးနှစ်ပါ။ဝင်းစုက2025ခုနှစ်မှာဒီပတ်စံငွေကြေးနဲ့ investment နဲ့ပတ်သက်တဲ့ဟာလိလာနေတာပေါ့နော်။အဲကြောင့်မလို့ကိုကကိုရဲ့ကိုအိမ်ဝယ်မယ်ဆိုလို့ရှင် ိတ်တိတ်ချာချဒီနေရာမှာငါအခြေချမယ်ဆိုတာမသိသေးမဝယ်မဝယ်သေးဘူးပေါ့နော်အဲကြောင့်ကိုအဲ့ဒီအရာဘယ်နိုင်ငံမှာကိုအခြေချမလဲရေးတူရေးရှင်းအများကြီးကြည့်ပြီးတော့မှကိုဝယ်ဖို့လိုတယ်ပေါ့နော်နံပါတ်6တစ်ချက်က planning for retirement retirement ဆိုတာပုံမှန်အဖြစ်ကပင်စင်ယူတာလို့နားလည်ကြတာပေါ့နော်။ဟို မင်းတို့မြန်မာနိုင်ငံကလူတွေပင်ဆင်ယူတယ်ဆိုတာဟိုအသက်ကြီးအသက်60ဒီအလုံးလုံးတယ်ပြီးလို့ရှင်ပင်ဆင်ရလက်လာစာနဲ့ကိုစားကြတယ်ပင်ဆင်ယူတာအဲ့လောက်ပဲနားလည်ကြတာပေါ့နော်အလုံးမလုံးတော့ပင်ဆင်စားမယ်အဲ့လိုပေါ့တကယ်တမ်း retirement ဆိုတဲ့စကားစကားလုံးကအခုခေတ်လူငယ်တွေကြားမှာအရန်ရိပ်ပန်းစားတယ်တချို့လူကအသက်30နဲ့ကိုပင်ဆင်ရနေပြီပေါ့နော်ဘာကြောင့်လဲဆိုပင်ဆင်ယူတယ်ဆိုတာကိုအလုံးလုံးဆရာမလို့ပဲနဲ့ကိုကိုတသက်လုံးစားဖို့တောက်ဖို့လုံးလုံးလောက်လောက်ရှိနေပြီဒါ financial freedom ဆိုတဲ့ငွေကြေးလွတ်လွတ်မြောက်မှုကိုဆုလုပ်ချင်တာပေါ့เนาะအဲကြောင့်မလို့ planning for your retirement တချို့လူတွေကသူတို့အသက်18နဲ့17နှစ်ကနေစပြီးတော့အခုပြောသွားတဲ့အချက်အချက်အချက်တွေသူတို့အကုန်လုံးလုပ်တယ်သူတို့အစွန်းစွန်းနဲ့ retirement လုပ်လို့ရအောင်เนาะအသက်30မှာ retirement လုပ်လို့ရသွားပြီဆိုလို့ရှိရင်သူအလုံးလုံးဆံမလို့တော့ဘူး လုတ်ဖို့လို့လို့လုတ်တာမဟုတ်ဘူးနဲသူတို့လုတ်ချင်တဲ့ဟာသူတို့လုတ်လို့ရတယ်သူတို့လုတ်တယ်များဘာသာဘလောက်ပဲရရသူတို့အပူပဲမရှိတော့ဘူးပေါ့နော်တသက်လုံးစားဖို့တောက်ဖို့အတွက်လုံးတော့လောက်ရှိနေပြီးသားကိုဆိုလို့ချင်တာအဲ့ဒီအကြောင်းကိုနားလည်ချင်တယ်ဆိုလို့ရှင်ဗီဒီယိုတစ်ခုမှာပင်ဆင်ယူတယ်ဆိုတဲ့အကြောင်းကိုအာရှင်းပြထားတဲ့ဗီဒီယိုတစ်ခုရှိတယ်ဝင်းစုရဲ့ page မှာတော့ဝင်ကြည့်လို့ရတယ် YouTube မှာကြည့်တယ်ဆိုလို့ရှင်အာ comment မှာဝင်ကြည့်လို့ရတယ်ပေါ့နော်နံပါတ်9အချက်က increase your ability to earn ဘောနော်ဆိုလို့ချင်တာငွေပိုချာနိုင်တဲ့အစွမ်းစားကိုတိုးမြင့်ပါဘောနော်ကိုကတရက်ကိုဥမာကိုကအခုတရက်ကိုတစ်ထောင်ပဲချာနိုင်တယ်ဆိုလို့ရှင်တစ်ထောင်ချာနိုင်ဖို့အတွက်ကမဖြစ်နိုင်ဘူးလေကိုဘာမှမတိုးဘူးဆိုလို့ချင်အဲကြောင့်မို့သူ့ရဲ့ skill တွေအာ skill ပေါ့နော် knowledge တွေ skill တွေပညာရက်တွေဘဟုတုတတွေအဲ့ဒီအရာကိုကိုကလေ့လာမယ်စာအုပ်ဖတ်ရမယ်သင်တန်းတက်ရမယ်အဲ့ဒါမှကိုက တရက်တစ်ထောင်ချာနေတဲ့ဟာကို2000 3000 5000တောင်ဖြစ်သွားမှာပေါ့เนาะအဲ့ဒါကြောင့်မလို့အဲ့ဒီ increase ability to earn ဆိုတဲ့အရာကိုနားလည်ခြင်းနဲ့ဆိုလို့ရှိရင်ဗီဒီယိုတစ်ပုဒ်မှာမျှဝေထားပေးတာရှိတယ်။ဒီအရာတွေကိုနားထောင်ပြီးတော့အော်ဒီ2025ခုနှစ်မှာကိုယ့်ကိုပြောင်းလဲတဲ့လူဖြစ်ခြင်းနဲ့အဲလူတစ်ဖြစ်ခြင်းနဲ့ကိုကိုရဲ့ site ကိုပေါ့နော်ကိုကဒီလောက်ရနေတာဒီ site ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်ရနေတာပေါ့နော်ကိုအခုလက်ရှိရှိနေတဲ့အခြေအနေကကိုရဲ့ site ကဒီလောက်ဖြစ်တယ်။ကိုရဲ့ကိုရဲ့စီမံနိုင်တဲ့ site ကိုရဲ့ imagination ကိုစစ်ကူးရင်နိုင်တဲ့ site ကိုငွေပို့ချနိုင်ဖို့အတွက် site ကိုဝယ်ချက်ဖို့လိုတာပေါ့နော် mindset ကနေစပြီးပြောင်းလဲရမှာဖြစ်တယ်ကိုရဲ့ mindset ကိုပြောင်းလဲခြင်းနဲ့တတိဖြစ်စေတဲ့ mindset အောင်မြင်သူဖြစ်စေတဲ့ mindset အရာရာကိုဖြစ်နိုင်တယ်လို့ယုံကြည်မှုရှိတဲ့လူရဲ့ mindset ဆုံးဖြတ်ချက်အမှန်တကယ်ခြားတတ်တဲ့လူရဲ့ mindset ရှိခြင်းနဲ့ဆိုလို့ရှင်အာ the best version of you in 90 days ဆိုတဲ့တင်တဲ့အခုဖွင့်ထားတာရှိတယ်ဒီတင်တန်းက online တက်လို့ရတယ် zoom နဲ့တက်လို့ရတယ်ပေါ့နော်ဒီတင်တန်းထဲမှာဒီရက်60ပေါ့နော်3လလုံးလုံးကိုတင်ကြပေးမှာဖြစ်တယ်ကိုယ့်ရဲ့ ကိုကိုဆွဲချနေတဲ့အသိတွေကိုရဲ့အမားတွေတော့မဟုတ်ကိုကိုကိုယုံကြည်မှုမရှိတဲ့အရာတွေကိုဆုံးဖြတ်ချက်မချရဲတာတွေမချတတ်တာတွေအဲ့ဒီအရာတွေကိုဖယ်ရှားပေးပြီးတော့ကိုရဲ့အကောင်းဆုံးပါရှင်ဖြစ်စေဖို့တက်တင်ကြပေးတဲ့တင်နှံဖြစ်တယ်။ဒီတင်နှံကိုတက်ချင်တယ်ဒီနှစ်မှာ2025ခုနှစ်မှာဒီဖြစ်နေတဲ့ level မှာကိုမကျေနပ်နေတော့ဘူးထပ်တိုးချင်တယ်တိုးပွားချင်တယ်ဆိုတာသိချတယ်လို့ကိုကိုသိတဲ့လူတွေဒီတင်နှံတက်ဖို့တက်ဒီဗီဒီယိုမြင်တဲ့လူတိုင်းပုံမှန်တင်နှံကြေးရ3999ဘတ်ကို2000 990ပဲကျန်မှာဖြစ်ပါတယ်။တကယ်လို့ online class တက်မယ်ဆိုလို့ရှိရင်1590ပဲကျန်မှာဖြစ်တယ်။ပြောင်းလဲ channel ဆိုလို့ရှိရင်တစ်ခါတည်းလာ online เนาะ။